်အလုံးမဲမင်္ဂလာပါဒီနေ့ဆရာတင်ကြပေးမယ့်ခေါင်းစဉ်ကတော့ boat and နဲ့ပတ်သက်ပြီးတော့တင်ကြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမှာ boat နဲ့ပတ်သက်ပြီးတော့ boat ရဲ့အသုံးပြုပုံတွေသူနဲ့ပတ်သက်တဲ့ exemplary ပြီးတော့ exercise တွေအားလုံးကိုအရှင်တို့အတွင်းမှာလိုရင်းရအောင်ရှင်းပြတော့မှာဖြစ်ပါတယ်ဒါကြောင့် boat နဲ့ပတ်သက်ပြီးအားလုံးကိုနားလည်ရင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့မြတ်တာရက်ခံရပါတယ်ဆိုတော့ boat ကိုစကြရမယ် boat ဆိုတာမြန်မာလို့ဆိုရင်တော့နှစ်ခုစလုံးလို့တည်ပေးရပါတယ်နှစ်ခုစလုံးနှစ်ကောင်စလုံးနှစ်ယောက်စလုံးပေါ့ စသဖြင့်ဆိုတော့ဘိုးအင်ရဲ့အသုံးပြုပုံလေးကိုကြည့်မယ်ဆိုရင်ဘိုးအင်ဆိုတာ conjunction လို့ခေါ်တဲ့စကားဆက်အမျိုးအစားတစ်ခုဖြစ်ပါတယ်ဆိုတော့သူကနှစ်ခုစလုံးနှစ်ယောက်စလုံးနှစ်မျိုးစလုံးနှစ်ကောင်စလုံးစသဖြင့်ခေါ်ဆိုလို့ရတယ်ဆိုတော့ဘိုးအင်မတူတာနှစ်ခုကိုဘိုးအင်နဲ့ဆက်ပါတဲ့ဆင်းနှင်းတစ်ကြောင်းမှာမတူတဲ့ဆင်းနှင်းနှစ်ကြောင်းမှာမတူတာနှစ်ခုကိုရှာ မတူတာနှစ်ခုဆိုတာက subject နှစ်ခုမတူရင် subject နှစ်ခုကိုဘိုးအင်နဲ့ဆက်ပေါ့မတူတာနှစ်ခုဆိုတာ subject မတူရင် subject ကိုဆက်မယ် verb မတူရင် verb ကိုဆက်မယ် object မတူရင် object ကိုဆက်မယ် adjective မတူရင် adjective ကိုဆက်မယ် adverb မတူရင် adverb ကိုဆက်မယ်မတူတာနှစ်ခုကိုဘဝင်နဲ့ဆက်ပေါ့တူတာတွေကိုတော့တစ်ခါပဲရေးမယ်စကားဆက်ကိုဖြုတ်မယ်တူတာတစ်ခါရေးစကားဆက်ဖြုတ်ဆိုရင်တူတာတစ်ခါရေးဆိုတဲ့အခါမှာတူတာတွေကိုတစ်ခါပဲရေးမယ်အဲ့ဒီနေရာမှာတတိထားရမှာက determiner မပါဘူး preposition မပါဘူးပေါ့ determiner ဆိုတာ a and there တို့ his her there တို့ ဒီလိုမျိုးနောင်ရဲ့ရှေ့မှာအထူးပြုတဲ့စကလုံးလေးတွေ determiner အဲ့လို determiner တွေကိုပုံမထုတ်ရပါဘူးမိုင်းမိုင်းလို့နှစ်ခုစလုံးမှာဆင်းနှစ်ကြောင်းစလုံးမှာမိုင်းပါနေလေဆင်းနှစ်နှစ်ကြောင်းစလုံးမှာပြန်ထက် preposition လို့ခေါ်တဲ့ with back in on it to near under between among from beside into for of with by ဆိုတဲ့ preposition တွေအချိန်ပြနေရာပြပုတ်တွေရှေ့မှာသုံးတဲ့ preposition တွေကိုလည်းပဲပုံမထုတ်ရပါဘူးဒီနှစ်ခုကိုတော့ချွင်းချင်းမှတ်ထားပေးပါ okay စစ်ကြည့်မယ်မတူတာနှစ်ခုမတူတာနှစ်ခုကို born in the same တူတာတစ်ခါရေးစကားဆက်ဖြုတ် အဲ့မှာနောက်တစ်ခါသတိထားမယ့်တစ်ချက်က subject ပေါ့ subject နှစ်ခုကိုစိတ်ရင်တဲ့ verb ကိုအများကြီးပြောရမယ် subject နှစ်ခုကိုစိတ်လျင် verb များ low at now now အများကြီးထား low at လာခဲ့ပါက low at ခါမှနောက်ကနောက်ကိုအများကြီးပြောမယ်မလိုရင်ပြောစရာမလိုဘူးဒါလေးမှတ်ထားဆိုတော့ဘုံရဲ့အသုံးပြုပုံလေးကိုအကျဉ်းအပြင်မှတ်ထားမယ်ဆိုတော့ဒီစာမျက်နှာလေးကိုဒီရှားလေးနားလည်အောင်ကြည့်ပါထပ်ကထပ်ကရွတ်ဆိုပါခေါင်းထဲမှာဆွဲမှတ်အောင်လုပ်ပါဒါလေးကိုမှတ်မိပြီဆိုတော့မှရှင်းဆက်သွားပါပေါ့ အရင်ပဲကြည့်မယ် I like both the novel and the movie ဒီစနေနေ့မှာ I like ကျွန်တော်ကနှစ်သက်ပါတယ် both the novel and the movie the novel လို့ခေါ်တဲ့ဝတ္ထုရှည်ရော the movie လို့ခေါ်တဲ့ရုပ်ရှင်ကားနှစ်ခုသလုံးကိုကျွန်တော်ကနှစ်သက်တယ်အဲ့တော့ဘာဝင်ဆက်ထားလဲဆိုတော့ object နှလုံးပေါ့ the novel နဲ့ the movie ဆိုတော့ object နှလုံးကိုဘိုးအင်းနဲ့ဆက်ပြတာဒုတိယတစ်ကြောင်းကြည့်မယ် both goes in so to our good student ကိုဇော်ရောဆုတ်ဒီရောနှစ်ယောက်နှစ်ယောက်စလုံးဒီចောင်းသားကောင်းများဖြစ်ကြသည် ဆိုကိုဇိုဆိုတဲ့ subject နဲ့ဆိုသူဆိုတဲ့ subject subject တစ်ခုကိုပို့ရင်လည်းစတာရယ်နောက်တစ်ကြောင် she can both speak and write chinese she can သူမတတ်နိုင်တယ်ပေါ့ both speak and write ပြောလို့လည်းတတ်နိုင်တယ်ရေးလို့လည်းတတ်နိုင်တယ် chinese ဆိုတော့တရုတ်ဘာသာစကားကိုပြောလို့လည်းတတ်နိုင်တယ်ရေးလို့တတ်နိုင်ပါတယ်အဲ့တော့ buff နှလုံးကိုစစ်ထားရယ်နောက်တစ်ကြောင် dolphin are both intelligent and friendly towards human ဒေါ်ဖင်လို့ခေါ်တဲ့လင်းဝိုင်တွေကဘို intelligent ညာကောင်းသော friendly prey သောဆိုရဲအဲ့ဒီနှလုံးကိုပွင့်နေစတဲ့ two swim လူသားတွေအတွက်ညာလဲကောင်း offer ရွေးပါတယ်တဲ့ညာလဲကောင်းတယ်လူသားတွေအတွက်လည်း offer ရွေးတယ်ဆိုတော့ဘို in နဲ့ဘာကိုဆက်ထားလဲအဲ့ဒီနှလုံးကိုဆက်ထားတယ်ဒါကြောင့်ဒီစင်းနေလေးတွေကိုလေ့လာကြည့်လိုက်တဲ့အခါမှာမတူတာနှစ်ခုကိုပွင့်နေစလို့ရတယ် object between object set subject between subject set verb between verb set adjective between adjective ကို set ပေါ့နောက်တစ်ကြောင်း both the movie and the play were good the movie နဲ့ the play ရုပ်ရှင်ကရောပြဿနာရောဝယ်ရကနှစ်ခုစလုံးကကောင်းပါတယ် subject နှစ်ခုကိုစစ်ထားတယ်ဆိုတော့ဒီနေရာမှာတတိထားမှာ subject နှစ်ခုကိုစစ်ထားတယ်နောက်မှာတော့နောက်မပါဘူး adjective ပဲပါတယ်နောက်ပြောင်းကြမလို့ဒီမှာကို zone နဲ့စုသူဆိုတဲ့ sentence မှာကြတော့ good student နောက်ကနောက် student မှာအများကြီးပြောင်းပေးရမယ်ပေါ့လိုအပ်လို့ရှိ Okay example လေးနေနိုင်ဆက်သွားမယ် note မှတ်ချက်ပေါ့တည်တည်နဲ့မှတ်ချက်ကလေးတခု Bowing is not used. Bowing ကိုမသုံးပါဘူးတဲ့ and negative sentence negative sentence လို့ခေါ်တဲ့အငြင်းဝကြတွေမှာ bowing ကိုမသုံးဘူးအဲ့အတွက်ဘာသုံးလဲဆိုတော့ neither nor is used instead အဲ့ဒီ bowing အစား neither nor ကိုသုံးပါတယ်တဲ့ဆိုတော့ဥပမာလေးကြည့်လို့ my father neither drink nor smoke ကျွန်တော်ဖေဟာအရက်လည်းမတော်ဘူးဆေးလေးလည်းမတော်ဘူးတဲ့အဲ့တော့ neither nor ဆိုတော့ စကားစက်ကလေးကိုသုံးထားပါရယ်သူကဘယ်လိုရေးလို့မရဘူးလဲဆိုတော့ my father does not bowl drink and smoke ဆိုပြီးတော့ bowl in နဲ့ does not နဲ့အငင်းခံပြီးတော့သုံးလို့မရဘူးပေါ့ဒါမျိုးမသုံးဘူးကြည့်အငင်းအကြရီကိုရေးခြင်းရင် bowl in နဲ့ရေးကြမလို့ဘာနဲ့ရေးမလဲ neither nor နဲ့ရေးရပေါ့ဒါလေးကမရှက်နေနဲ့မှတ်ထားပေးပါဒီတခါ exercise လေးတော့မယ် exercise rewrite the sentences ဆွဲကြများကိုပြန်ရေးပြပါ using bowen bowen ကိုသုံးပြီးပြန်ရေးပြပါ number I like chocolate ice cream. I like vanilla ice cream. ကျွန်တော်က chocolate ရေခဲမုံကိုနှစ်သက်တယ်။ vanilla ရေခဲမုံကိုလည်းနှစ်သက်တယ်။ဆိုတော့ဒီမှာ chocolate ice cream, vanilla ice cream. အဲ့မှာ ice cream ice cream တွေတူရဆိုပြီးတော့ဘုံထုတ်လို့မရပါဘူး။ तू က chocolate ice cream ဆိုတာ noun phrase တခု။ chocolate နဲ့လောက်ထားတဲ့ရေခဲမုံ၊ vanilla ice cream ။ vanilla နဲ့လောက်ထားတဲ့ရေခဲမုံပေါ့။ဆိုတော့ဒီနှစ်ခုကစကားစုတွေဖြစ်တဲ့အတွက်သူတို့ကအဆုလိုက်ပဲ ice cream ကိုဘုံမထုတ်ပါဘူး။ ဘုံထွက်မှာဗာလဲဆိုတော့ I like ဆိုတာလေးပဲထုတ်မယ်ဆိုရင်အဖြစ်တည်ရလို့ဖြစ်သွားမှာလဲဆိုတော့ I like bold chocolate ice cream and vanilla ice cream ဒါမျိုးဖြစ်သွားပါမယ် Okay number 1 you are wasting too much time မြင်ကချိန်တွေအများကြီးကိုဖြုံးနေတာပဲတဲ့ကျော်စော is wasting too much time ကျော်စောလေးပဲအချိန်တွေအများကြီးကိုဖြုံးနေဒီ sentence နဲ့ကြောင်းမှာမတူတာနှစ်ခုကိုရှားလိုက်တော့ you နဲ့ကျော်စောဆိုတဲ့ subject နှလုံးကိုတွေးမယ်အဲ့တော့ subject နှစ်ခုကိုစရင် verb ကိုအများကြီးထားတဲ့အဲ့တော့ verb ကအာသုံးမလား ် is တုံးမလားဆိုတော့နှစ်ခုဆိုတော့အများကြီး are ပဲတော့မှာပေါ့ဒါကြောင့် both you and Chozo are wasting too much time ဒါမျိုးဖြစ်တော့ပါမယ် number 2 he play football when he was a student သူကျောင်းသားဘောတော့ကသူဘောလုံးကစားခဲ့ပါတယ် he play volleyball when he was a student သူကျောင်းသားဘောတော့က volleyball လေးကစားခဲ့မတူတဲ့နှစ်ခုအရှာမဆိုရင် football နဲ့ volleyball ဆိုတဲ့ option အလုံးကိုတွေ့မယ်အဲ့ဒီ option အလုံးကိုဆက်လိုက်ရင်ရပြီစံတာဘုံထုတ်ပေါ့အဲ့တော့အဖေက he play football and volleyball when he was a student ဒါမျိုးဖြစ်တော့ပါမယ် Number three, they are tired after shopping. They will be in a drop in They are hungry after shopping. They will be in drop by Sadovi. I am a very good shaman. Tired, ne, hungry. Pemanu ne done, salon, no, sorry, agent alone. I know long was boy in a semi. They are both tired and hungry after shopping. Number four, not only Chida bowled, so his brother is a guitarist. not only ကြည်သာကြည်သာသားမကတဲ့ but also his brother သူရဲ့အကိုကလည်းပဲ is guitarist guitar သမားတစ်ယောက်ဖြစ်တယ်အဲ့ဒီမှာသကဆက်ကိုတတိထားပါ not only but also not only but also နဲ့ဆက်ထားတာဖြစ်တဲ့အတွက် subject နှစ်ခုကိုဆက်ထားတာဖြစ်တဲ့အတွက် but ဒီအနေကင်းဖြစ်နေအဲ့ဒီ but ဒီ buff က subject 2နဲ့ပဲဆိုင်တဲ့အတွက်အနေကင်း is ဖြစ်နေပါတယ်ဒါပေမဲ့ဆရာတော်ကအခုပြန်ဆက်ရမှာဘိုးရင်နဲ့ပြန်ဖြေရမှာဘိုးရင်နဲ့ဖြေရမှာဆိုတော့ not only ဘာလို့ဆိုစကားဆက်ဖြုတ်ပေါ့ဆိုတော့ both chita and his brother is ဆိုတဲ့ဘာကိုဗာပြောင်းမလဲဆိုတော့အများကြီးအာပြောင်းရမယ် a guitarist မှာ a ဆိုတဲ့အော်ပြောပြီးတော့ guitarist ဂီတသမားတယောက်ဆိုတော့ဂီတသမားများလို့အများကြီး s ထည့်ပေးရမှာပေါ့အဲ့တော့အဖေက Bolchita and his brother are guitarist Donanda wants to go to Pagan during the Thanjan holiday the jam alaye ma Donanda ha Pagan ကိုသွားချင်ပါတယ် Alson want to go to to go there too သူမရဲ့သားတွေလည်းပဲအဲ့ဒီကိုသွားချင်တယ် င်းနေစနေကြောင့်မှမတူတာဒေါ်နန်ဒါလည်းသွားခြင်းနဲ့သူမရဲ့တားရဲ့သွားနေအဲ့ subject တစ်ခုမတူအဲ့ subject တစ်ခုကိုဆက်မယ်ဘတ်ကိုထည့်ဦးတဲ့ကြည့်လိုက်တော့ဒီဘတ်မှာဒေါ်နန်ဒါရဲ့ရှေ့မှာအနေကြီးဟာဆွင်းရင်တော့မှအများကြီးဖြစ်နေကိုကဘိုးရင်နဲ့ဆက်ပြီးဆိုတော့ subject တစ်ခုကိုဘိုးရင်နဲ့ဆက်ရင်ဘာဒီအများကြီးမပြောမှာဖြစ်တဲ့အတွက်ဘိုးဒေါ်နန်ဒါရဲ့ဟာဆွန်း when when my s show when to go to begin during the tenzen holiday ဒါမျိုးဖြစ်တော့ပါမယ် Number six, anyone to put up at the swimming pool, halter and halter and soda's momo. Niniare went to put up wants to put up ဆိုတော့တဲခိုကျင်တယ်ပေါ့ it ရွှေမြောင်ဟိုတယ်ရွှေမြောင်ဟိုတယ်မှာတဲကျင်နေ in so does မမမမလေးပဲအလိုပဲတဲ့ဆိုတော့မတူတဲ့နှစ်ခုကိုရှာမယ်ဆိုရင်နီနီနဲ့မမ in so does တို့ in so are တို့ in so is တို့ in so was တို့ဘာတွေကထို့တူပဲဆိုတော့ရည်ညွှန်းစကားလုံးအဲ့လိုစကားဆက်တွေဟိုရည်ညွှန်းစကားလုံးတွေကိုဖြုတ်ပြရမယ်မတူတဲ့ subject နှစ်ခုကိုဆက်မယ် but the anaging ကနေအများကြီးပြောင်းဝင်မှာ s ဖြုတ်ဟိုနီနီ in မမ want to put up at the shimmy mode hold hold တယ်အဲ့လိုဖြစ်တော့ပါမယ် Number seven, applicants for this book must be able to speak English. Applicants or shout for this book, DR2, 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 must be able to speak English. English now, the young applicant for this book must be able to speak Chinese too. You live your rap, you got your rap to live a pure. But Chinese and English? Object hello. I know who is a match and throw up here. Applicant for this post must be able to speak both English and Chinese. Number eight, you should work harder if you want to be successful. You should have perseverance if you want to be successful. You should work harder. If you want to be successful, you should have perseverance. So long, if you want to be successful, so what harder? have perseverance or a buff nalomatu janario bonto. So here you should both what harder and have perseverance if you want to be successful. Number nine, he donated money to the pool and our community. To our donated money to the poor the boo the boo was or edit edit ရရှိမှာဒဲထည့်လိုက်ပြီဆိုတော့ဒီမှာနောက်ဖြစ်သွားတယ် the boo ကစင်ရသားများပေါ့ and our community ကျွန်တော်တို့လူမှုအတိုင်းဝိုင်းမှာနေထိုင်ကြတဲ့စင်ရသားတွေကိုသူကငွေလှူခဲ့ဒီ donated food စားသောက်တွေလှူခဲ့တယ် to the boo ကစင်ရသားတွေကို in our community ကျွန်တော်တို့လူလူမှုအဖွဲ့ကြီးတွေကစင်ရသားတွေကိုအစားအသောက်တွေလည်းလှူခဲ့တယ်ဆိုတော့စင်နေတဲ့အကြောင်းမှာမကြည့်ရ money နဲ့ food အဲ့ဒီ option နှလုံးကိုပဲစင်ရပြီကျန်တာပုံထုတ်အဲ့တော့ဖြေရဒီ donated he donated more money and food to the poor in our community ဒါမျိုးဖြစ်တော့ပါမယ် number 10 as we are free this afternoon ဒီနေ့နေ့လယ်ပိုင်းကျွန်တော်တို့အားရအတွက်ကြောင့်ね we can go shopping shopping ကျလို့ရတယ်လို့ and we can see a fan ရုပ်ရှင်ကားလေးကြည့်ရတယ် as well level လွန်မင်း level စကားစစ်တဲ့ပိုင်းဖြုတ်မယ်ဆိုတော့မတူတဲ့ဟာကိုရှာကြည့်လိုက်တော့ we can go shopping ဈေးပဲတွေ့လို့ရတယ် we can see a fan ရုပ်ရှင်ကြည့်လို့ရတယ်အဲ့တော့ we can we can ကတွေ့တယ် and and စကားစစ်ဖြုတ်အဲ့တော့အဖြေကဘယ်လိုဖြစ်သွားမလဲဆိုတော့ as we are free this afternoon we can both go shopping and see a fan အားဖြစ်တော့မယ် okay ဆင်တော့ exercise လေးရေးပြီးဆုံးတော့ပါပြီအားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်အဲ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးပါကျေးဇူးအများကြီးတင်ပါတယ်